စဉ်းစားကြည့်ပြဒီထဲကလူတွေဆိုလို့ရှိရင်ကြက်တံမုံကင်လို့ဖြစ်နေပါဒီတိုးကైပြောတာတော့မင်းဒီခန်းထဲမှာနေလို့ကတော့ဘယ်တော့မှအထီးကျန်တယ်လို့ခံစားရမှာမဟုတ်ဘူး။သူတို့ကမင်းနဲ့အမြဲတမ်းတူတူရှိနေတယ်လို့ခံစားရလိမ့်မယ်လို့ပြောရပြ။အက်ဒင်ဘရာရဲ့အမှောင်နေရမြ။ကျွန်တော်ဒါနဲ့ဆိုအက်ဒင်ဘရာမြို့ကိုအလဲလာတာ၃ခေါက်ရှိပြီဗျ။ကြောက်တုံးလေးယူနေခင်းထားတဲ့လမ်းတွေခန်းနာလုံးနဲ့ဖေးရောင်းတွေရဲတိုက်တွေနဲ့အက်ဒင်ဘရာရဲ့အလှကရှေးဆန်တယ် UK မှာတော့မဖြစ်မနေလေတဲ့နဲ့နမဲကြီးမြို့တစ်မြို့ပေါ့ဗျာကျွန်တော်လာခဲ့တဲ့ရှေးနှစ်ခေါက်တုန်းကတော့အဲ့ဒီလိုအရန်လှတဲ့နေရာတွေကိုပဲကျွန်တော်ကရှောက်လေခဲ့တာဒီတစ်ခါတော့အသက်ဆန်းဖြစ်အောင်လို့ Edinburgh ရဲ့အမှောင်နေရက်တွေစီကိုကျွန်တော်အလှည့်သွားခဲ့ပါတယ်အဲ့ဒီထဲကမှစိတ်ဝင်စားစရာအကောင်းဆုံး၄ခုကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားပါမယ်နံပါတ်၄ဂါဒီလူဆိုကြပါစို့1500ဝန်းကျင်ခုနှစ်လောက်မှာအခုကြည့်နေတဲ့သူက Edinburgh ရဲ့ Victoria Street လမ်းမပေါ်မှာလမ်းလျှောက်နေတယ် အဲ့ဒီချိန်မှာ Guardy လူးဆိုတဲ့အတန်ကိုကြားတယ်ဆိုရင်တော့ဂုံယူပါတယ်လူကြီးမင်းထိပေါက်ပါပြီဘာထိလဲဆိုရင်တော့ EE ဘုံထိပါဆန်900ရာစုနှစ်လောက်မှာ UK မှာတမန်လူဒန်းစားတွေအတွက်အိမ်သာဆိုတာမရှိသေးဘူးဗျအထူးသဖြင့် Edinburgh မှာပေါ့ဗျအဲ့တော့ Edinburgh ကလူတွေကသူတို့ရဲ့အညစ်အကြေးတွေကိုပုံးနေပုံးနေနဲ့ထည့်ထားကြတာ ပုံးနေပြည့်ပြီဆိုတာနဲ့သူတို့ကလမ်းပေါ်ကိုတွန်ချတော့တာပဲမတွန်ခင်မှာသူတို့ကတတိပေးတဲ့အနေနဲ့ဂါရီလူဆိုပြီးတော့သူတို့ကអော်ကြရဲအတိတ်ပဲရတော့ဗျာ wash out တတိထားကြပေါ့အဲ့လိုနဲ့ Edinburgh မြို့ရဲ့လမ်းမတွေပေါ်မှာဒီအညစ်ကြေးတွေကမြစ်လိုချောင်းလိုကိုအများကြီးစီးဆင်းနေတော့တာပါပဲအဲ့ဒီချိန်တုန်းကလားလေပတ်တဲ့သူတွေကတော့မှဒီမြို့ကမြို့ကိုမမြင်ရသေးဘူးအနှံ့ကရနေပြီလို့တော့မှ အာမှတ်ချက်ပေးကြပါတယ်အဲ့ဒါနဲ့ပဲ1946ခုနှစ်အရောက်မှာအစိုးရက nastiness art ဆိုတဲ့ဥပဒေတစ်ခုကိုသူတို့ထုတ်ပြန်လိုက်ပါတယ်အဲ့ဒီဥပဒေရာ Edinburgh မြို့သူမြို့သားတွေကခုနသူတို့ရဲ့အညစ်အကြေးပုံတွေကိုဒီည10နာရီကနေပြီးတော့မနက်9နာရီအတွင်းမှာပဲလမ်းတွေပေါ်ကိုတွန်ချခွင့်ရှိတယ်ဆိုပြီးတော့ဖြစ်လာခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဆိုလို့ရှိရင်ဒီဘားတွေပတ်တွေတိုင်းမှာဗျာခေါင်းလောင်းလေးတွေရှိကြတယ်သူတို့က9:45ကိုရောက်ပြီဆိုတာနဲ့ဒီဘားမန်တွေကခေါင်းလောင်းကို သတိပေးအနေနဲ့တီးကြတော့တာပဲအဲ့ဒီချိန်လာတောက်တဲ့သူတွေအားလုံးကပြန်ကြတော့တာပေါ့ဗျာအကြောင်းမသိလို့နည်းနည်းနောက်ကျပြီးမှပြန်နေဧည့်သည်တွေရဲ့ဘဝကိုတော့တွေးတာကြည့်တော့ပေါ့ဗျာဂါဒီလိုဝဲဆိုပြီးတော့တိုက်ပေါ်အော်တန်ကြလို့မော့ကြည့်လိုက်လို့ကတော့ဒီမျက်နှာနဲ့အီအီနဲ့ဝမ်းဆက်ဖြစ်ပြီပေါ့ဗျာနံပါတ်3အက်ဒင်ဘရာရဲ့အလောင်းမုတ်ဆူများအဲ့တော့ခုနကလမ်းပေါ်ကိုဒီအီအီဘုံတွေတွန်ချတာလောက်ကိုအက်ဒင်ဘရာရဲ့အမှောင်နေ့ရမြားလို့ပြောနေတာလားလို့ခင်ဗျားတို့တွေးနေကြပြီမလား တကယ်စတိုရီကအခုမှလာမှာအခုပြောမယ့်အကြောင်းအရာတွေကပုံမြင်မဟုတ်ဘူးအက်ဒင်ဘရာမှာတကယ်ကိုဖြစ်ပျက်သွားခဲ့တာ1828ခုနှစ်လောက်ကအက်ဒင်ဘရာကကမ္ဘာပေါ်မှာဆေးပညာနဲ့ပတ်သက်ရင်အရန်နာမည်ကြီးတဲ့မြို့တစ်မြို့ဖြစ်ခဲ့တယ်။အဲ့တော့ဗျာမြို့မှာရှိတဲ့ဆရာဝန်တွေဆေးကျောင်းသားတွေကဒီခန္ဓာဘေဒနဲ့ပတ်သက်ပြီးတော့လေ့လာဖို့အတွက်တေဆုံးမီးခါစားလက်လက်ဆက်ဆက်ရုပ်အလောင်းတွေလိုအပ်ခဲ့ပါတယ်။ဒါနဲ့ပဲအစိုးရကတေတံကြခံထားရတဲ့ရာဇဝတ်သားတွေရဲ့ရုပ်အလောင်းကိုဆေးပညာအတွက်ဆိုပြီးတော့အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ဗျာအဲ့ခေတ်အဲ့အချိန်မှာ Edinburgh မှာစေးကြောင်းသားတွေများလွန်းတဲ့အခါကျတော့ခုနကရာဇဝတ်သားတွေရဲ့ရုပ်အလောင်းကမလုံလောက်ခဲ့ပါဘူး။အဲ့လိုနဲ့ပဲအကြောင်းမျိုးမျိုးကြောင့်လက်လက်ဆက်ဆက်တည်ဆုံးထားတဲ့လူတွေရဲ့ရုပ်အလောင်းကိုမြေကြီးထဲကနေပြန်ထုတ်ပြီးတော့စေးပညာလောကကိုရောင်းစားတဲ့ Black Market တခုကပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအရာကပဲဒီ Irish လူမျိုးနှစ်ယောက်ဖြစ်တဲ့ William Buck နဲ့ William Hare ဆိုတဲ့လူနှစ်ယောက်တို့အခွင့်အရေးတစ်ခု ဖြစ်လာခဲ့တော့တာပါပဲ ဖြစ်စဉ်အစကဒီဟဲဆိုတဲ့လူကအဆောင်သေးသေးလေးတစ်ခုပိုင်နေဗျာအဲ့မှာငွေကြေးမတက်နိုင်တဲ့သူတွေကငှားပြီးတော့နေကြတာပေါ့ဖြစ်ချင်တော့တနေ့မှာသူ့အဆောင်မှာနေတဲ့စင်ရသားတယောက်ကတိတ်ဆုံးသွားခဲ့တယ်အဲ့ဒီစင်ရသားကဒီဟဲကိုအဆောင်ကတွေပေးဖို့အတွက်အကျွေးတွေအများကြီးကြံသွားခဲ့တာပေါ့ဗျာဒီလိုနဲ့ပဲဟဲကဘတ်ဆိုတဲ့လူနဲ့တိုင်ပင်ပြီးတော့ဒီခုနစင်ရသားရဲ့အလောင်းကိုကောင်းကောင်းမွန်မွန်တကြိုပေးရမယ်အစားသူ့ပစံနေပြန်ရဖို့အတွက်အကြံတစ်ခုရသွားခဲ့ပါတယ်ဟုတ်ပါတယ် အဲ့ဒီလူရဲ့ body ကိုစေးပညာလောကကိုရောင်းစားဖို့အတွက်သူတို့အကြံရသွားတာပါအဲ့ဒီချိန်ကစေးပညာလောကမှာအရန်နာမည်ကြီးတဲ့ခွဲစိတ်ဆရာဝန်ဒေါက်တာ Robert Knox ဆိုတဲ့လူရှိတယ်ဗျသူကခွဲစိတ်ဆရာဝန်ဖြစ်တဲ့လျောက်အမြဲတမ်းသူလေ့လာဖို့လေ့ကျင့်ဖို့အတွက်ပေါ့နော်ဒီ dead body တွေကိုသူကလိုနေခဲ့ပါတယ်အဲ့ဒီမှာပဲ back နဲ့ hill ကခုနကတည်သွားတဲ့စင်ရဲသားရဲ့ရုပ်အလောင်းကို Dr. Robert ကို ရောင်းစားခဲ့ကြရဲဆိုပါတော့ဗျာအဲ့ဒီမှာပဲ back နဲ့ heel ကငါတို့ဘာလို့လူတွေတေတာကိုစောင့်ပြီးမှရောင်းတော့မှာလဲငါတို့ကိုယ်တိုင်တက်ပြီးတော့မှဒီအလောင်းတွေကိုရောင်းစားတော့မယ်ဆိုပြီးတော့စတင်ကြံစီခဲ့ကြတော့တာပေါ့ဗျာဒီလိုနဲ့ပဲ back နဲ့ heel က Scotland ရဲ့တမိုင်းဝင်လူသက်သမားနှစ်ယောက်ဖြစ်လာခဲ့တော့တာပါပဲတနှစ်တွင်းမှာပဲသူတို့ကလူ16ယောက်ကိုတက်ပြီးတော့ body တွေကိုရောင်းစားခဲ့ပါတယ် Edinburgh မြို့သူမြို့သားတွေကတော့ဒါစုံစမ်းဖို့ထုတ်လို့ရတဲ့အရေးအတွက်ပဲရှိသေးတယ်ပေါ့နော် ဒီမဖို့ထုတ်နိုင်သေးတဲ့အရေးအတွက်တွေလည်းအများကြီးရှိအောင်မယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။အသက်ခံရတဲ့သူတွေကတော့ဒီစင်းရဲသားတွေ၊နောက်ဟီးရဲ့အဆောင်မှာလာပြီးတော့တဲတဲ့သူတွေ၊လမ်းပေါ်ကအာအင်ဂျီယာမဲ့တံတောင်းစားတွေပေါ့နော်။အဲ့လိုလူမျိုးတွေကများပါတယ်။ဘလောက်ထိတောင်ရက်ဆက်လဲဆိုလို့ရှင်သူတို့နှစ်ယောက်တတ်တဲ့ထဲမှာအဖွားကြီးတစ်ယောက်နဲ့သူ့ရဲ့မတန်ဆွမ်းမြီးလေးတစ်ယောက်တောင်ပါတယ်လို့ပြောကြပါတယ်။သူတို့လူတတ်တဲ့နီးလန်းကနည်းနည်းထူးဆန်းနေပြန်။အဲ့ဒါကိုဘာကင်စတိုင်လို့ခေါ်ကြပါတယ်။ သူတို့ရဲ့နီးလန်းကလူတွေကိုဖမ်းနေပြီးရင်တယောက်ကကင်နာပြီးတော့နောက်တယောက်ကဒီဗဇက်တွေနှာခေါင်းတွေကိုအသက်မရှူနိုင်အောင်လို့အာတင်းတင်းကြပ်ကြပ်ပိတ်ထားတာပေါ့နော်သူတို့ကဓားတွေတနက်တွေဒီလိုຢာတွေကိုမတုံးဘူးမတုံးတဲ့အတွက်ဒီသွေးတွေလည်းမထွက်သလိုမျိုးဘာသဲလွန်စားမှလည်းမကြံခဲ့ဘူးပေါ့ဗျာတဖက်မှာဒေါက်တာရောဘတ်နော့ခ်စ်ကလည်းဒီလူသေးတွေဘယ်ကနေရလာလဲလို့သူတို့နှစ်ယောက်ကိုဘယ်တုန်းကမှမေးကိုမထုတ်ခဲ့ဘူးသူကလက်လက်ဆက်ဆက်အလောင်းတွေရရင်ဒီနှစ်ယောက်ကိုပတ်စံပေးတယ်သူနဲ့သူ့ကြောင်းသားတွေကဒီအလောင်းပေါ်မှာခန္ဓာဗေဒကိုလေ့လာကြတယ် ပြီးတော့လေးချင်းညရဲဒါပါပဲပြန်ကောင်းကျင်တော့ဗျာပတ်ဝန်းကျင်ကလူတွေကဒီ hill ရဲ့အဆောင်ကပုံနဲ့နေထွက်ထွက်လာနေတာကိုစတင်ပြီးတော့သတိထားမိလာကြတယ်ဗျအဲ့လိုနဲ့ပဲတညမှာ back ကလူသေးလောင်းတွေကိုဖွက်ဖို့စူးစမ်းနေတဲ့အချိန်မှာအိမ်ကြီးချင်းတယောက်ကမိသွားခဲ့တယ်အဲ့ကနေစပြီးတော့သူတို့ရဲ့လောက်ရက်တွေကမိကိုကြွက်လျှောက်ပေါ်သွားတော့တာပေါ့ဗျအဲ့ဒီမှာ hill က back ကိုလုံးဝစပြီးတော့တစ္ဆာဖောက်တော်တာပါပဲသူမှုတတ်တာစီဖို့အတွက်အာနာပိုင်တွေကိုသူတို့နှစ်ယောက်တတ်ခဲ့တဲ့အမှုတွေအကြောင်းကိုအစအဆုံးဖြောင်းချက်ပေးတော့တာပါပဲ။ သူတို့လူတွေကိုဘယ်လိုမျိုးအဆောင်ကိုခေါ်ခဲ့တယ်ဘယ်လိုမျိုးတတ်ခဲ့တယ်ဘဲကိုရောင်းခဲ့တယ်အစရှိသည်ဖြစ်ပါဗျာဒီလိုနဲ့ပဲဘတ်ကသူလှုပ်ခဲ့တဲ့လူတက်မှုတွေအားလုံးအတွက်1826ခုနှစ်မှာလူမြင်ကွင်းမှာတည်တံ့ကြခံခဲ့ရပါတယ်အက်ဒင်ဘရာမြို့သူမြို့သားတွေကလည်းဘတ်ရဲ့တည်ဆုံးမှုကိုအားရပါးရကြည့်ခဲ့ကြပါတယ်ဒီမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကဘတ်ရဲ့ဝိကျွေးတွေကနောက်ဘွားကိုမကူးခဲ့ပါဘူးသူတည်တံ့ကြပြီးနောက်မှာသူတက်ပြီးတော့ရောင်းခဲ့တဲ့အလောင်းတွေလိုမျိုးပဲသူ့ရဲ့အလောင်းကလည်း စေပညာနယ်ပယ်အကြောင်းသားတွေအတွက်စမ်းသပ်လေ့လာဖို့ဖြစ်ခဲ့ပါတယ်။ပို့ပြီးထူးခြားတာတော့ဗျာသူ့ရဲ့အရိုးစုတွေကိုအခုချိန်ထိ Universities of Edinburgh ရဲ့ Anatomical Museum မှာချိတ်ဆွဲပြသထားပါတယ်တဲ့။သူ့ရဲ့အရေးပြားတွေကတော့မှတ်စုစာအုပ်တအုပ်အလုတ်ခံလိုက်ရပါတယ်။အဲ့ဒီစာအုပ်ကိုတော့ Sargent's Hall ဆိုတဲ့ Museum မှာအခုထိတွားကြည့်လို့ရပါသေးတယ်။ Hill ကတော့ဖြောင်းချက်ပေးခဲ့တဲ့အတွက်ထောင်ကျပြီးတော့ထောင်ကနေပြန်လွတ်လာခဲ့ပါတယ်။ဒါပေမဲ့မျိုးသူမျိုးသားတွေကသူ့ဒေါသတကြီးလိုက်ရှာခဲ့ကြရတယ်ဗျ။ ကောလာဟာလာတွေကတော့မြို့ကလူအုပ်ကြီးကသူ့ကိုဝိုင်းရိုက်ခဲ့ကြတော့ဟေးကမျက်စိတစ်ဖက်ကန်းသွားတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူကပျောက်ကွယ်သွားခဲ့ပြီးတော့ဘာဆက်ဖြစ်လဲတော့ဘယ်သူမှမသိကြတော့ပါဘူး။အလောင်းတွေကိုလက်ခံဝယ်ယူခဲ့တဲ့ဒေါက်တာရောဘတ်နော့ခ်စ်ကတော့ထောင်လုံးဝမကြခဲ့ပါဘူး။ဒါမဲ့သူကဒီမြို့မှာသူ့ရဲ့ကယ်ရီယာကိုဆက်လုပ်လို့မရတော့တဲ့အထိဂုံတရင်ကကြာဆင်းသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဒေါက်တာကအက်ဒင်ဘရာကနေပြီးအဆက်တကွဲထွက်ခွာသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲဘတ်နဲ့ဟေးဆိုတဲ့ body snatcher နှစ်ယောက်ရဲ့မှုကင်းက ်အခုချိန်ထိ Edinburgh မှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုနေပျော်စမတ်တွင်နေတော့တာပါပဲဗျာနံပါတ်1စုံအမဲလိုက်ပွဲ15ရာစုနဲ့18ရာစုနှစ်ကြားမှာ Edinburgh မှာမိမဖြစ်ရတာတကယ်မလွယ်ဘူးဗျ။ဥပဒါကိုကြောင်လေးရင်နဲ့စကားပြောမိရင်လည်းနေရင်ထိုင်ရင်စုံမအရန်လာနေရင်လည်းစုံမရုပ်ရင်းဆိုးနေရင်လည်းစုံမယောက်ျားလေးကကြိုက်တာကိုပြမကြိုက်ရင်လည်းစုံမအမျိုးမျိုးသောအကြောင်းအရာတွေနဲ့မိန်းကလေးတစ်ယောက်ကတစ်ခုခုထူးခြားနေရင်ကိုစုံမလို့သတ်မှတ်ခံခဲ့ကြရပါတယ် ။စိုးတဲ့အချက်တခုကတော့မြန်မာနိုင်ငံမှာလို့နေရဆုံးမဆိုပြီးတော့ရွာပြင်ထွက်နေုံလောက်နဲ့မပြီးဘူးဗျ။အဲ့ဒီ15ရာစုနဲ့18ရာစုနဲ့ကြားမှာစကော့တလန်မှာစုံးတွေကိုအမဲလိုက်တယ်ဆိုရင် ယူနန်နဲ့ဒလိတခုကရှိခဲ့တယ်။လူပေါင်း3000ကျော်လောက်ကစုံးမတွေလို့ဆွဆဲခံရပြီးတော့မတရားတက်ဖြတ်ခံခဲ့ကြရပါတယ်။အများစုအသက်ခံခဲ့ရတဲ့အမျိုးသမီးတွေကတော့ဒီအက်ဒင်ဘရာမြို့ပါပဲဖြစ်ပါတယ်။အခုခမရတို့မြင်နေရတဲ့လမ်းပေါ်ကအသေးပုံတွေကိုဘာမှတ်သားလို့ထင်ကြလဲဗျ။ကျွန်တော်အရင်တစ်ခေါက်ဒီနေရာကိုလာတော့က ဒါကို romantic sign တခုလို့ထင်ခဲ့တယ်ဗျတကယ်တော့မဟုတ်ဘူးဗျဒီနေရာတစ်ချိန်လုံးက Tollbooth ဆိုတဲ့ Scotland ရဲ့ကြောက်ဖို့အကောင်ဆုံးထောင်ရှိခဲ့တဲ့နေရာပါခုနကဆုံးမလို့ဆွဆွဲခံရတဲ့အမျိုးသမီးတွေကိုဒီထောင်ထဲကအမှောင်ပိတ်ခန်းတွေကိုထည့်ခဲ့ကြတယ်ပြီးတော့အမျိုးမျိုးနှိပ်စက်ပြီးတော့သူတို့ဝန်ခံခိုင်းခဲ့ကြတယ်ဒီအမျိုးသမီးတွေကလည်းနှိပ်စက်တာကိုမခံနိုင်တော့တဲ့အဆုံးမှာတေဖို့ကိုပဲရွေးချယ်ပြီးတော့သူတို့ဝန်ခံခဲ့ကြတယ်ဒီအသေးပုံနေရာကတော့ဝန်ခံတဲ့သူတွေကိုလူမြင်ကွင်းမှာကွပ်မျက်ခဲ့တဲ့နေရာတစ်ခုပေါ့ဗျာ အက်ဒင်ဘရာမှာနေကြတဲ့လူငယ်တွေကဒီအသေးပုံနေရာကိုလမ်းလျှောက်ပြီးတော့ဖြတ်မနှင်းကြပါဘူးအကြောင်းကတော့ negative energy တွေကိုထိတွေ့မိမှာစိုးလို့ပါတယ်တချို့ကလည်းဒီလို dark history တွေနဲ့ပတ်သက်ပြီးတော့ယွန်ရှားတဲ့သဘောကိုပြသတဲ့အနေနဲ့ဒီအသေးပုံနေရာကိုရောက်ရင်သတွေးနဲ့ထွေးကြပါတယ်တဲ့နံပါတ်1လူသားစားမြေအောက်အခန်းများနောက်ဆုံးအနေနဲ့ကတော့ဗျာကျွန်တော်ကိုယ်တိုင်ဒီ Edinburgh က local tour guide တယောက်နဲ့တွားခဲ့တဲ့ South Bridge တံတားရဲ့အောက်က Vault မြေအောက်အခန်းကြီးအကြောင်းပြောပြပေးသွားပါမယ် ဒီထဲမှာကလူပေါင်းများစွာပုံစံမျိုးစုံနဲ့တည်ခဲ့ကြပါတယ်။အဲဒါကြောင့်လူသားစားမြေအောင်ခမ်းများလို့တင်စားပြီးတော့ပြောတာပါ။အထဲမှာတော့သူတို့ကဗီဒီယိုအရိုက်မခံကြပါဘူး။ဓာတ်ပုံပဲရိုက်လို့ရမယ်လို့ပြောပါတယ်။ဒီ South Bridge တံတားက1988ခုနှစ်လောက်မှာဆောက်လုပ်ခဲ့တာပါ။သူ့ရဲ့ပုံမှာက Leslie Brand တွေရောင်းတဲ့ shopping mall ရှိပါတယ်။သူ့ရဲ့အောက်မှာကျတော့မြေအောင်ခမ်းတိတိလေးတွေအများကြီးရှိတယ်ဗျ။အစပိုင်းမှာတော့အဲ့ဒီအခန်းတွေထဲမှာသူတို့ကပစ္စည်းတွေတူလောင်ကြတာ။ဂိုးတောင်သဘောပေါ့ဗျာ။ ဒါပေမဲ့အဲ့မှာရေတွေက စိတ်နေကျွန်တော်တို့ဝင်သွားတော့ကလည်းရေတွေကဒဇက်ဆက်နေကြနေတာဗျအဲ့တော့တိမ်းထားတဲ့ပစ္စည်းတွေကပျက်စီးကြတယ်ပေါ့ဗျအဲ့အနေပဲအဲ့မှာပစ္စည်းတွေကိုသူတို့ကမသိမ်းကြတော့ဘူးဒီလိုနဲ့ပဲဒီနေရာကစွန့်ပစ်နေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီမြေရောက်အခန်းတွေကလည်းတခန်းချင်းစီတခန်းချင်းစီတိုင်းမှာသမိုင်းကိုစီရှိတယ်ဗျကျွန်တော်ကတော့၄၅ခန်းလောက်ဝင်ကြည့်ဖြစ်ခဲ့တယ်အဲ့ဒီမှာတိုးကိုက်ပြောပြခဲ့တဲ့ myth တွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြမယ်မစ်ဆိုတဲ့အတိုင်းဗဇက်ရာဇဝင်တွေဆိုတော့မှန်တာရီရောမှားတာရီရောဖြစ်နိုင်ပါတယ် ဒါတော့ကိုဘကိုချင်းချင်းပြီးတော့ယုံကြည်ကြပါဗျာအဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒီခန်းဒီအထက်ကဒီဇိုင်းတွေကတော့ကျွန်တော်ထင်တယ်ဒါသူတို့လူစိတ်ဝင်စားအောင်တမင်တကာထည့်ထားတဲ့သဘောဖြစ်ပါလိမ့်မယ်ဒါကတော့ဒုတိယခန်းဒီခန်းထဲမှာအင်ဂျီယာမဲတွေအစုလိုက်ပြုံလိုက်နေခဲ့ကြပါတယ်อืมအစုလိုက်ပြုံလိုက်တည်ခဲ့တယ်ဆိုရင်ပို့ပြီးတော့မှန်မင်းနေတူတယ်ဒီမြေဟောက်ထဲမှာလေအနှက်တက်ကတော်တော်ဆိုးတယ်ဗျာကျွန်တော်အမေဆိုဝင်ခါစားမှနေတက်ရှူမွားလို့ဆိုပြီးလှည့်ပြန်သွားရတယ်သူတို့တော့ဘလို့မြန်နေလဲမသိဘူးဗျာ ီအခန်းကြီးချင်းလေးတွေမှာသူတို့ကလူတွေအများကြီးစုပြီးတော့နေကြတယ်။လေးဝင်လေထွက်ကလည်းမရှိဘူး။အပေါ်အလေးမစင်နေစွန့်ကြတော့သူတို့ကအခန်းရဲ့တောင်လေးတွေမှာစွန့်ကြတယ်။ပြီးရင်တန်ရှင်းလည်းမလုပ်ဘူးဗျာ။ဒီတောင်ပြည့်ရင်ဒီတောင်လေးမှာပြောင်းပြီးစွန့်နေပေါ့နော်။အဲ့လိုနဲ့သူတို့ကအခန်းတောင်လေးဘက်လေးတန်းမှာသူတို့ရဲ့အပေါ်လေးတွေစွန့်ကြတယ်ပေါ့ဗျာ။အဲ့လိုနဲ့အထဲမှာဘလို့မှအဆင်မပြေတော့တဲ့အခါကျတော့ကက်ယောကဘောင်းစုံဖြစ်ပြီးတော့ဒီအမောင်ကန်းလေးတွေထဲမှာအင်ဂျီယာမဲတွေအများကြီးကတိတ်ဆုံးခဲ့ကြရပါတယ်။ခုနကကျွန်တော်ပြောသွားခဲ့တဲ့ bug နဲ့ hero လို့ အလောင်းမုတ်ဆိုးတွေအတွက်လည်းဒီနေရာကတားကောင်ရှာလို့ကောင်းတဲ့နေရာတခုဖြစ်ခဲ့ပါတယ်။အစိုးဆုံးလူသေဆုံးမှုကတော့ဒီအခန်းမှာဖြစ်ခဲ့တာပါ။1800ဝန်းကျင်ခုနှစ်လောက်မှာတရားမဝင်ဝီစကီချက်တဲ့တွေကြောင့်ဒီမြေအောက်ထဲမှာမီးလောင်မှုတခုဖြစ်ခဲ့ပါတယ်။မြေအောက်ထဲမှာလောင်တဲ့မီးဆိုတော့ဘယ်သူမှမသိလိုက်ကြဘူးလေ။ຢာနဲ့ချီရတဲ့သူတွေကဒီမီးနဲ့မီးကိုမှုရဲ့အကြောင်းသိဆုံးခဲ့ကြရပါတယ်။အပြင်ကလူတွေလည်းမသိကြတော့ရက်တော်တော်ကြာတဲ့အထိကိုဒီအထက်မှာမီးကလောင်မြိုက်နေကြတာပါ။မီးကိုနှံ့ရတာတို့ ရုတ်တရက်လေပင်တဝိုက်မှာပူနွေးနွေးဖြစ်လာတာတို့ဆိုလို့ရှိရင်တေးကြရဲသူတို့ကမင်းနဲ့အတူတူရှိတယ်ဆိုတာကိုပြသတဲ့သဘောတဲ့ဗျာကဲညညအထီးကျန်လို့ခန်းစားရတတ်တဲ့သူတွေအတွက်နေရာကောင်းလေးတစ်ခုပေါ့ဗျာဒီအခန်းထဲကအခုမြင်နေရတဲ့ဆက်ဝိုင်းပုံစံကြောက်တုံးတွေကို The Pumpkin Cycle လို့ခေါ်တယ်ဗျာဒီဟာငကိုရဲရှိတာမဟုတ်ဘူး1990ခုနှစ်လောက်မှာ Pumpkin Group ကလုပ်ခဲ့တာသူတို့ကဒီမြေအောက်ခန်းတွေအားလုံးတွေကမကောင်းတဲ့ energy ကိုပေါ့နော်ဒီ subwine ထဲမှာစုထည့်ထားတဲ့သဘောလို့ပြောရပြအဲ့ဒီ subwine ထဲဝင်မိတဲ့လူတိုင်းကရုတ်တရက်အေးစိမ့်သွားတာမျိုးကင်မရာတွေဖုန်းတွေအလုံးမလုံးတော့တာမျိုးသူတို့နားကပ်ပြီးတော့သူတို့နာမည်ကိုခေါ်တာဒီခြေချင်းဝက်ကိုလှမ်းဆွဲတာအဲ့လိုမျိုးတဘာဝလုံးဖြစ်ရတခုမဟုတ်တခုကိုခန်းစားရတတ်တယ်ဗျခင်ဗျားတို့ရောယုံကြတာပုံမှန်ဆိုရင်တိုးကြိုက်တွေကဒီ subwine ထဲကိုဘယ်သူမှမဝင်ဘူးတားကြတယ်ဒါပေမဲ့ကျွန်တော်တို့ကိုလိုက်ပို့တဲ့ guide ကမင်းတို့အတွေ့အကြုံအစ်စ်တွေလိုချင်ဝင်ကြည့်ကြလို့ပြောရတယ်ဗျာ ကျွန်တော်ဝင်ကြည့်ခဲ့တယ်လို့ထင်ကြတာကျွန်တော်တခြားနိုင်ငံသားတွေကိုဘယ်သူမှဝင်မကြည့်ခဲ့ကြပါဘူးခင်ဗျားတို့ဆိုရင်ရောဝင်ကြည့်မှလားကွန်မန့်မှာပြောသွားပေးခဲ့ကြပါဦးအဲ့တော့ဗျာလူပေါင်းများစွာတိတ်ဆုံးခဲ့တဲ့မြေရောက်ခန်းတွေတွေဝင်ကြည့်ရတဲ့ feeling ကတော်တော်တော့ကြောချမ်းစရာကောင်းနေဗျာတိုးဂိုက်တွေကလည်း story telling ကတော်တော်ကောင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီတစ်ခေါက် Edinburgh ကိုလာခဲ့တာအရသာတစ်တစ်ခုကိုခံစားရတယ်ဗျာကဲဒီနေ့ဗီဒီယိုလေးကတော့တော်တော်လေးနဲ့ရှင်းသွားပြီတေးကြတော့အဆုံးထိကြည့်တဲ့သူတော်ရှိမယ်လို့မထင်ပါဘူးဗျာ အဲ့တော့ခင်ဗျားအဆုံးထိကြည့်နေတဲ့သူဆိုလို့ရှိရင်တော့ခင်ဗျားကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ် like follow subscribe လုပ်သွားဖို့မမေ့ကြပါနဲ့ see you in the next video